ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ6ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့် American ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGSE ဧပြီလ17ရက်နေ့အထိနောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေများထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ ဧပြီလ၄ရက်နေ့အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGSE ဧပြီ၁၇ရက်နေ့အထိနောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေများကိုမြို့သားညညရဲ့အစိုးရမှထုတ်ပြန်ထားပါတယ်။အင်အား၃နှစ်အထက်ရှိသည့်နောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေ69ရာခိုင်နှုန်းရှိပြီးအကျိန်20မှ220ကြားအထိဖြစ်နိုင်ကြောင်းအင်အား၄နှစ်အထက်ရှိသည့်နောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေ69ရာခိုင်နှုန်းရှိပြီး2ကျိန်မှ22ကျိန်အထိဖြစ်နိုင်ကြောင်း အင်အား9နှစ်အထက်ရှိသည့်နောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေ54ရာခိုင်နှုန်းရှိပြီး၃ညမှ၄ချိန်အထိဖြစ်နိုင်ကြောင်းအင်အား6နှစ်အထက်ရှိသည့်နောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေ8ရာခိုင်နှုန်းရှိပြီး၃ညမှ၃ချိန်အထိဖြစ်ပေါ်နိုင်ကြောင်းအင်အား9နှစ်အထက်ရှိသည့်နောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေ3.3မှ1ရာခိုင်နှုန်းအလားအလာရှိပြီး ထိုကဲ့သို့နောက်ဆက်တွဲငလင်ဖြစ်ပေါ်နိုင်ခြေရှိတော်လဲအလားအလာအလွန်နှဲပါကြောင်းဖော်ပြထားပါတယ်။အဆိုပါအင်အားခွန်တသမခွန်နှင့်အထက်ရှိသောမြေငလင်ကြီးကိုရှေ့ပြေးငလင် full shock အဖြစ်ဖြစ်နိုင်ခြေမှာ900ဘိုင်း2ဘိုင်း3000တသမ1ရာခိုင်နှုန်းရှိကြောင်းခန့်မှန်းထားပါတယ်ခင်ဗျာ။ ဒုတိယသတင်းနေဖြင့်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်တရားစတာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနကလုပ်ငန်းဆောင်ရွက်ချက်များနှင့်ရှေ့လုပ်ငန်းစဉ်များရှင်းလင်းတင်ပြတဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးပါမယ်။ ်ဧပြီလ၄ရက်နေ့တွင်ဗီဒီယိုကွန်ဖရင့်မှတက်ဆင့်ကျင်းပခဲ့တဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး73မြင်းဆောင်2025တွင်မြို့သားညညရဲ့အစိုးရတန်ဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်ရှင်းလုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ကြောင်းသတင်းရရှိပါသည်အစည်းအဝေးတွင်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌကအဖွဲ့မှစကားပြောကြားပြီးတန်ဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ဝင်းကြီးဌာနစတင်ဖွဲ့စည်းခြင်းမူဝါဒဆိုင်ရာဥဆောင်အဖွဲ့များပြည်ထောင်စုအဆင့်တရားစတာစီမံအုပ်ချုပ်မှုအဖွဲ့စီမံခန့်ခွဲမှုကော်မတီ EC နှင့်နည်းပညာအကြံပေးအဖွဲ့ Technical Advisory Team TAT ဝင်းကြီးဌာနဖွဲ့စည်းပုံဂျာကာလတရားစတာစီမံအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများဂျာကာလနှင့်ရေရှည်ကာလတရားစတာစီမံခန့်ခွဲခြင်းတရားစတာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း တယန်ဇာတာနှင့်တဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာမြင့်တင်ခြင်းစီရီယံဝန်ထမ်းများအားပြန်လည်နေရာချထားခြင်းငွေကြေးနှင့်အသက်မွေးဝမ်းကြောင်းအထောက်ပံ့ပေးခြင်းစီရီယံဝန်ထားသောစင်နှင့်စင်ဝန်ထမ်းများအားအထောက်ပံ့ပေးခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ထို့နောက်တက်ရောက်လာသည့်ကော်မတီဝင်များကသိရှိလိုသည့်များအားဆွေးနွေးမေးမြန်းကအကြံပြုခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ဆက်လက်၍ရေးရာကော်မတီများအလိုက်လုပ်ငန်းဆောင်ရွက်ချက်များတင်ပြဆွေးနွေးရာတွင်နိုင်ငံတကာဆက်ဆံရေးကော်မတီက150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက်သည့်ကိစ္စနှင့်ဆက်လင်း၍တင်ပြခြင်းတခြားရေးရာကော်မတီဝင်များကအထွေထွေကိစ္စရပ်များတင်ပြဆွေးနွေးကြကာအစည်းအဝေးအားည10:15မိနစ်တွင်ရပ်နာခဲ့ပြီးအစည်းအဝေးသို့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရေးရာကော်မတီအဖွဲ့ဝင်များတန်ဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့တက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာဆလဘီပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်မှငလင်ဘေးဒဏ်သင့်နယ်မြေတို့တွားရောက်ကူညီဆောင်ရွက်တဲ့သတင်းကိုတင်ပြပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးကွန်မင်းသည်ဧပြီလ၄ရက်နေ့တွင်မျိုးသားညီညွတ်ရေးအစိုးရ၏စုံမိုးထိန်းချုပ်နယ်မြေအတွင်ငလင်ဘေးဒဏ်သင့်ဒေသတစ်ခုဖြစ်သည့်သခိုင်းမြို့နယ်သို့တွားရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်ပါသည်မြို့နယ်အတွင်းရှိငလင်ဒဏ်ကြောင့်ပျက်စီးပြိုလဲသွားသည့်နေအိမ်အဆောက်အဦများစာတင်ကျောင်းများတာသနိကအဆောက်အဦများလမ်းများတံတားများသို့လိုက်လံကြီးစုပြီးနောက် ငလင်ဘေးဒဏ်သင့်ပြည်သူများနှင့်တွေ့ဆုံ၍လိုအပ်ချက်များကိုမေးမြန်းဆွေးနွေးပြီးအားပေးနှစ်သိမ့်မှုပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ငလင်ဘေးဒဏ်သင့်ရက်ရွာပြည်သူအချို့ဤပြောပြချက်အရလက်တလောအရေးကြီးလိုအပ်ချက်များမှာတောက်သုံးရင်ရရှိရေး၊ယာယီနေထိုင်စရာရရှိရေး၊အခြေခံစားတောက်ကုန်ဝယ်ယူရရှိရန်ခက်ခဲနေမှု၊ဓာတ်ဆီဒီဇယ်ဆီအခက်အခဲ၊ဈေးဝါမလုံလောက်မှုတို့ဖြစ်တယ်လို့သိရပါတယ်။ ညာပိုင်းတွင်စကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူအချို့နှင့်အစည်းအဝေးတရက်ကျင်းပပြုလုပ်ခဲ့ပြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်ငလင်လှုပ်ခတ်ပြီးသည့်နှစ်24နှစ်ရဲ့အတွင်းကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုစတင်ဆောင်ရွက်သည့်အကြောင်းလုပ်ငန်းကော်မတီတစ်ခုဖွဲ့ထားပြီးမြေပြင်နှစ်ဖွဲ့ခွဲ၍ကွင်းစင်းကုညီမှုများပြုလုပ်နေကြောင်းပြည်သူလူထုထံမှအလူငွေသိန်းပေါင်း1800ကျော်ရရှိထားကြောင်းယနေ့ထိကုညီကယ်ဆယ်ရေးလုပ်ငန်းများအတွက်သုံးစွဲငွေ3000ကျော်နေပြီဖြစ်ကြောင်းဆွေးနွေးတင်ပြခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးမန္တလေးနဲ့စကိုင်းမှာမိုးသီးထန်စွာရွာပြီးလေပြင်းတိုက်ခတ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဧပြီလ9ရက်ညပိုင်း8နာရီကျော်ကစပြီးမန္တလေးနဲ့စကိုင်းမှာမိုးသီးထန်စွာရွာပြီးလေပြင်းတိုက်ခတ်နေကြောင်းဒေသခံများထံမှသိရပါဗျာ။ နောက်ဆက်တွဲငလင်းများကိုစိုးရိမ်တာနဲ့ပြိုပြက်အဆောက်အဦတွေထဲမှာနေဖို့အဆင်မပြေကြတာကြောင့်ကွင်းပြင်တွေနဲ့လမ်းမကြီးတွေပေါ်မှာမိုးကာဇတွေနဲ့ယာယီတဲထိုးနေထိုင်ရသူတွေအတွက်မိုးနဲ့လေကြောင်းအခက်အခဲတွေထပ်ဖြစ်ရပြီးလျှင်စစ်မီးများလည်းပြတ်တောက်သွားကာယာယီတဲအချို့ပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီး ပြောပွဲမျိုးကမ္ဘောဇားဘန်ပြိုကျမှုတွင်ဘန်ဝင်နှန်း10ဦးအပါအဝင်20ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။မတ်လ28ရက်နေ့ကခွန်တသမခွန်ရစ်စတာစကေးရှိပြင်းအားမြင့်ငလင်လှုပ်ခတ်မှုကြောင့်ကမ္ဘောဇားဘန်9တပ်အစအဦးပြိုကျမှုတွင်ဘန်ဝင်နှန်း10ဦးအပါအဝင်20ဦးသေဆုံးကြောင်းပြောပွဲမျိုးမိသက်တပ်ဖွဲ့ထံမှသိရပါဗျ။ကမ္ဘောဇားဘန်အတွင်းမှအသက်ရှင်သူဘန်ဝင်နှန်း9ဦးနှင့်ကတ်စတမာ4ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီးသေဆုံးသူဘန်ဝင်နှန်း10ဦးအာမခံဝန်ထမ်း2ဦးနှင့်ကတ်စတမာ9ဦး စုစုပေါင်း20ဦးသေဆုံးခဲ့တယ်လို့သိရပါဗန်းအတွင်းအတီးပြုစရင်အရာပျော်ပွဲမြို့နယ်မိသက်တပ်ဖွဲ့မှအသက်ရှင်လျက်16ဦးကယ်ထုတ်နိုင်ခဲ့ပြီး3ဦးမှာဆေးရုံပို့ရလမ်းတွင်သေဆုံးခဲ့ကာပျိုကျအဆောက်ဦးတွင်မှသေဆုံးသူ18ဦးဖော်ထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်တည်ဆုံးသူများ၏ရုပ်အလောင်းများအား၎င်းတို့၏မိဘဆွေမျိုးများအားမျက်မြင်ကြည့်ရှုစစ်ဆေးအတည်ပြုစေပြီးလွှဲအပ်ပေးခဲ့တယ်လို့သိရှိရပါတယ်။ ပျော်ပွဲမြို့ KBZ ဘန်သည်ပထမငလင်လှုပ်ပြီးတကားများကိုပိတ်ချကာပြည်သူများကိုအပြင်ထွက်ခွင့်မပေးဘဲဒုတိယအကြိမ်လှုပ်ခတ်ရာမှပြိုကျခဲ့သလိုပိတ်မိသူများကိုဦးစားပေးကဲမထုတ်ဘဲဘန်တာဝန်ခံဝန်ထမ်းကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကိုလုံခြုံရေးခေါ်ပြီးပတ်စံများကိုသာဦးစားပေးထုတ်ယူခဲ့တာကြောင့်အစာရေငက်ပြက်အောက်ဆီဂျင်ပြတ်ပြီးအသေးအပြောက်များရတယ်လို့နေနာသူမိသားစုများကပြောဆိုထားပါတယ်ခင်ဗျာ ဆက်လက်ပြီးငလင်ဘေးကြောင့်ဧပြီလ9ရက်နေ့လယ်တနာရီအထိတည်ဆုံးသူ4184ဦးရှိလာတဲ့သတင်းကိုတင်ပြပေးပါမယ်။မတ်လ28ရက်ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးအပြင်နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့်ဧပြီလ9ရက်နေ့လယ်တနာရီအထိတည်ဆုံးသူ4184ဦးရှိလာပြီးထိခိုက်ဒဏ်ရာရရှိသူ6168ဦး၊ပျောက်ဆုံးသူ969ဦးနဲ့ကယ်ဆယ်ရရှိသူ498ဦးရှိလာတယ်လို့ယုံကြည်စိတ်ချရသော data အချက်အလက်အများအပြားသိရကြောင်းຫນွေဦးထီမအတိပ ေးထားပါဗျ။မြေပြင်မှာအရေးတကြီးလိုအပ်နေတဲ့အကူအညီများကိုလျင်မြန်စွာပေးနိုင်ဖို့အတွက် Ministry of Humanitarian Affairs and Disaster Management NUG မှငလင်ပေးသင့်ထိခိုက်ဒေသတွေကိုခြုံငုံနိုင်ရန်ကောက်ခံရရှိထားသောလူဒန်းငွေများကိုနေ့စဉ်နဲ့အမျှလွှဲပို့ထောက်ပံ့နေလျက်ရှိပြီး April 17ရက်နေ့အထိမြေငလင်သဘာဝပေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းမှာဝိုင်းဝန်းပါဝင် ထောက်ပံ့ပေးကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်ငလင်ဘေးအတွက်ဩစတြေးလျကော့စကန်ဂျီလူမျိုးပေါင်းစုံယဉ်ကျေးမှုအသင်းကစူတောင်းပွဲနှင့်ရမုံငွေရှာပွဲပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။မြမငလင်ဘေးအတွက်ရမုံငွေရှာပွဲရဲ့အပါအဝင်စူတောင်းပွဲကိုဩစတြေးလျနိုင်ငံ၌ပြုလုပ်သွားမည်ဖြစ်ကြောင်းမြမငလင်ဘေးအတွက်စူတောင်းပွဲကိုဩစတြေးလျနိုင်ငံ New South Wales ပြည်နယ် Coffs Harbour မြို့၌ဧပြီလ12ရက်တွင်ပြုလုပ်မည်ဖြစ်ကြောင်း တပ်ပုံပြပွဲနှင့်မြို့မိမြို့ဖများဤရမုံငွေရရှိရေးဟောပြောပွဲများပါဝင်မည်ဖြစ်ကြောင်း Coscan ကြီးလူမျိုးပေါင်းစုံယဉ်ကျေးမှုအသင်း Coscoast Multicultural Society ကအသိပေးထုတ်ပြန်ထားပါတယ် Cross Coast Multicultural Society သည်ဩစတြေးလျနိုင်ငံဌာနေတိုင်းရင်းသားများအပါအဝင် ပြောင်းရွှေ့အခြေချနေထိုင်သည့်နိုင်ငံတကာမှလူမျိုးပေါင်းစုံနှင့်ဖွဲ့စည်းထားသည့်အသင်းဖြစ်ပြီးမြမငလင်ဘေးကူညီကယ်ဆယ်ရေးအတွက်ရမုံငွေရှာဖွေရန် မြန်မာ earthquake relief aid မီဖွဲ့စည်းထားကငလင်းလှုပ်ပြီးချိန်မှစ၍ဒုတိယပတ်ကာလအထိအရေးပေါ်ရောင်းမငွေရှာဖွေရေးကာလဟုသတ်မှတ်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဆက်လက်၍လည်းရေရှည်ပံ့ပိုးရေးရောင်းမငွေများရှာဖွေ၍မြေပြင်၌ကူညီနေသည့်အဖွဲ့များနှင့် Australia နိုင်ငံအစိုးရအတိမတ်ပြုသည့်နိုင်ငံတကာအဖွဲ့အစည်းများမှလှူဒန်းသွားမည်ဖြစ်ပြီး online မှလှူဒန်းလူသူများအနေဖြင့်လည်းပါဝင်နိုင်ကြောင်းအသိပေးထားပါတယ်ခင်ဗျာ။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ Kashel ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ